ီနေ့ကျွန်တော်တို့အသေးစိတ်လေးလာဆွေးနွေးမှာကတော့ဈေးဝတ်များချေ market equilibrium ဆိုတဲ့အကြောင်းအရာပါခင်ဗျာ။ဒါဟာကျွန်တော်တို့နေ့စဉ်ဝယ်ယူသုံးဆွဲနေတဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းကိုဘလို့ရတဲ့ကဆုံးဖြတ်ပေးနေတယ်ဆိုတဲ့နောက်ွယ်ကမမြင်ရတဲ့စွာအတခုအကြောင်းပါပဲ။ဟုတ်ပါတယ်ရှင်။ဝယ်သူနဲ့ရောင်းသူတွေတယောက်နဲ့တယောက်တိုက်ရိုက်စကားမပြောဘဲနဲ့အဲ့ဒီအဝင်ခွင့်ချက်ဖြစ်တဲ့ဈေးနှုန်းတစ်ခုကိုဘလို့ရှာတွေ့ထွားကြတယ်လဲဆိုတာက တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုလေ။ဟုတ်ပါတယ်။ ဒီအကြောင်းအရာတွေကိုစီးပွားရေးပညာဘာသာရပ်ဆိုင်ရာအခန်းတစ်ခန်းကနေကောက်နှုတ်တင်ပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဒီနေ့ event ချက်ကတော့အဲဇင်းနှုန်းတွေကိုဘယ်လိုတတ်မှတ်တယ်လဲ။ဘာကြောင့်ဈေးတွေအတက်ချက်ဖြစ်ရတယ်လဲ။ပြီးတော့အဲဇင်းနှုန်းတွေမားနေတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာကိုနားလည်ဖို့ပါပဲ။ကဲဒီအကြောင်းကိုအကျဉ်းလေ့လာကြည့်ကြအောင်။ကောက်ပြီးပထမဆုံးအရင်လေးဈေးကွက်ဆိုတာပါလဲဆိုတာကိုအရေးကြီးကြတာပေါ့ဈေးကွက်ဆိုတာကတော့ရိုးရိုးလေးပါပဲဝဲတူနဲ့ရောင်းတူတဲ့ဈေးနှုန်းညှိနှိုင်းပြီးရောင်းဝယ်ဖောက်ကားချတဲ့နေရာတစ်ခုပေါ့อืมอืม ဲ့ဒီဈေးခွက်ကိုအဓိကမောင်းနေနေတာကအခြေခံမြင်ကွင်းတို့ခုရှိတယ်ရှင်တခုကဝဲလိုအိုင်မြင်ကွင်း demand golf ပေါ့သူကညာဘက်ကိုတဖြည်းဖြည်းနှိမ့်ဆင်းသွားတယ်ဆိုလိုတာကဈေးနှုန်းကျသွားလေးလေးလူတွေကပိုဝဲချင်းလေးလေးပါပဲဟုတ်ကဲ့နောက်တစ်ခုကတော့ထောက်ပံ့မှုမြင်ကွင်း supply golf ပေါ့သူကတော့ညာဘက်ကိုမြင့်တက်သွားတယ်ဈေးနှုန်းမြင့်လေးလေးရောင်းတူတွေကပိုရောင်းချင်းလေးလေးဖြစ်တာကိုဆိုတော့ဝဲတို့ကဈေးသက်သာတာလိုချင်တယ်ရောင်းတို့ကကြတော့ဈေးများများရချင်တယ်ဟုတ်တယ် ဒါဆိုရင်တို့ကြောက်ကပฏิပခကိုဘလို့ဖြည့်ရှင်းကြမလဲဒီနေရာမှာပဲတကယ်ကိုစိတ်ဝင်စားကြကောင်းလာတာเนาะကဲအဲ့ဒီတော့ဇင်းနှုံးတစ်ခုဟာအံဝင်ခွင့်ချမဖြစ်နေတဲ့အခါဘာတွေဖြစ်မလဲဆိုတာစัจကြည့်ကြရအောင်ဥပမာပူလျံမှု surplus ဆိုတာမျိုးပေါ့အဲ့ဒါဘာကိုဆိုလိုတာပါလဲခင်ဗျာပူလျံမှုဆိုတာရောင်းချလိုတဲ့အရေးအတွက်ကဝယ်ယူလိုတဲ့အရေးအတွက်ထက်ပိုများနေတာကိုဆိုလိုတာပါရှင်ဥပမာတစ်ခုပြောရရင်ပစ္စည်းတစ်ခုကို100ဒေါ်လာနဲ့ရောင်းတယ်ဆိုပါတော့ဟုတ်ကဲ့ အဲ့ဒီဈေးမှာရောင်းတူတွေကအခု25ခုလောက်ရောင်းချင်ပေမဲ့ဝယ်တူတွေက9ခုပဲဝယ်ချင်ကြဘူး။အော်ဒီတော့ပစ္စည်းအခု20ပိုလျံနေတာပေါ့။အဲ့ဒီအခါရောင်းတူတွေကအဲ့ဒီပုံနေတဲ့ပစ္စည်းတွေကိုဘာလို့ကြမလဲ။ဆက်ပြီးတော့ဒီတိုင်းပဲထားမှာလား။အဲ့ဒီပိုလျံမှုကပဲဈေးနှုန်းကိုအောက်ပြန်ကြအောင်ဖိအားပေးတာလေ။ရောင်းတူတွေကပုံနေတဲ့ပစ္စည်းတွေကိုရောင်းထွက်ထွားအောင်ဘာလို့ရမလဲ။ဈေးလျှော့ရတာပေါ့။ဟုတ်ပြီ။ဈေးလျှော့လိုက်ပြီ။ဈေးကျလာတာနဲ့အမြအချက်နှစ်ချက်ဖြစ်လာတယ်။ လူတွေကပိုဝဲချင်လာကြတယ်။ဒါကဝဲလိုအားမြန်တိုင်းအောက်ကိုရွေ့သွားတာပေါ့နော်။တချိန်တည်းမှာပဲရောင်းတူတွေကလည်းအမ်တီစင်းနဲ့ဆိုမကိုတော့ဘူးဆိုပြီးထုတ်လုံးမှုကိုရွှော့ချလာကြတယ်။ဒါကထောက်ပံ့မှုမြန်တိုင်းအောက်ကိုပြန်ရွေ့တာ။ဩဒီလိုနဲ့ပူရန်မှုက ဖြစ်ဖြစ်နဲ့ရနေသွားရော။ကောက်ပြီ။ဒါဆိုသူ့ရဲ့ပြောင်းပြန်အခြေအနေ shortage ပြက်လက်မှုကကောဘလူပုံစံမျိုးလဲခမရ။ပြက်လက်မှုကတော့ခုနောက်ရဲ့ပြောင်းပြန်ပေါ့။ ဝယ်ယူလိုတဲ့အရာအတွက်ကရောင်းချလိုတဲ့အရာအတွက်ထက်ပိုများနေတော့ဥပမာအရဈေးနှုန်းက3ဒေါ်လာပဲဖြစ်နေချိန်မှာဝယ်သူတွေကခု20လောက်လိုချင်နေတယ်ဒါပေမဲ့ရောင်းသူတွေက9ခုပဲရောင်းလာတယ်ဒါဆို9ခုပြက်လက်နေတာပေါ့ဟုတ်ပါတယ်9ခုပြက်လက်နေတာပေါ့ဒါဆိုစင်ပေါ်မှာ PC မရှိတော့ပဲဝယ်သူတွေစိတ်ပြက်ရတဲ့အချိန်မျိုးပေါ့အဲ့ဒါကဈေးနှုန်းကိုဘယ်လိုတက်ရမှုရှိမလဲဒါကဈေးနှုန်းကိုအပိုတက်အောင်တွန်းပို့တာပဲရှင် ဝယ်သူတွေကအရေးအတွက်နဲတဲ့ PC ကိုရဖို့အတွက်အချင်းချင်းပြာပြီးတော့ဈေးပိုပေးပြီးဝယ်ခြင်းလာကြတယ်။ဩလေးလံဆွဲသလိုမျိုးပေါ့။အဲ့လိုပုံစံမျိုးပေါ့။အဲ့လိုဈေးတက်လာတဲ့အမြတ်ဝယ်သူတချို့ကမဝယ်တော့ဘူးဈေးကြီးလို့လေ။ဆိုတော့ဝယ်လို့အားကနေနဲ့ကျသွားတယ်။တစ်ဖက်မှာလည်းရောင်းသူတွေကဈေးကောင်းရတော့ပိုပြီးထုတ်လုပ်လာကြတယ်။ထောက်ပံ့မှုက မြင့်တက်လာတာပေါ့။အင်းအင်းဒီလိုနဲ့ပြက်လက်မှုက တဖြည်းဖြည်းညော့နေသွားပါတယ်။ တဟာသူ့လိုလိုပြန်လဲထိမ့်ညိပေးတဲ့ရန်နေရာတစ်ခုပါပင်ဟုတ်ပြီခုနကပြောသွားသလိုဇင်းနုံကိုအတက်အကျဖြစ်စေတဲ့အားတွေရှိနေတော့အဲ့ဒီအားတွေရတန့်သွားတဲ့အမတ်တစ်ခုဟန်ချက်ညီထားတဲ့အမတ်တစ်ခုရှိလားခင်ဗျာတိတိကျကျကိုရှိပါတယ်ရှင်အဲ့ဒါကိုမြချေ equilibrium လို့ခေါ်ပါတယ်တဟာဝယ်လိုအားမြင့်ကွင်းနဲ့ထောက်ပံ့မှုမြင့်ကွင်းတို့တစ်ခြေကဖြတ်သွားရဲ့အမတ်တစ်ခုပေါ့အဲ့ဒီအမတ်မှာဘာတွေကတူညီနေရလဲအဲ့ဒီမြချေဇင်းနုံမှာ ဝယ်သူတွေဝယ်ခြင်းနဲ့အရေးအတွက်နဲ့ရောင်းလူတွေရောင်းခြင်းနဲ့အရေးအတွက်ကအတိအကျတူညီနေတာပါ။အိုးဥမာလေးမှာဆိုရင်မြတ်ချေဈေးနှုန်းက9ဒေါ်လာဖြစ်ပြီးအဲ့ဒီဈေးမှာဝယ်လို့အားနဲ့ထောက်ပံ့မှုနှစ်ခုစလုံးက15ခုစီတူညီနေတာပေါ့။ဟုတ်ပါတယ်။အဲ့တော့ကိုဈေးကွက်ရှင်းလင်းသွားပြီး market is clear လို့တောင်သုံးလုံးကြတယ်ရှင်။ပိုလျာမှုလည်းမရှိဘူးပြက်လက်မှုလည်းမရှိတော့ဘူးလေ။စိတ်ဝင်စားစားပဲ။ ဟုတ်တယ်ဒီနေ့မှာစိတ်ဝင်စားစရာကောင်းတာကဇီကော့ဟာဒီမ ्या ချီအမတ်ကိုရောက်သွားပြီဆိုရင်ဇင်းုံပြောင်းလဲဖို့အလားလားမရှိတော့ဘူးဘာလို့လဲခင်ဗျတကယ်လို့ဇေကအဲ့ဒီအမတ်ထက်အပိုတက်သွားရင်ပိုလျံမှုဖြစ်ပြီးအောက်ပြန်ဆွေးချပါလိမ့်မယ်အောက်ကျသွားရင်လည်းပြက်လက်မှုဖြစ်ပြီးအပိုပြန်တွန်းတင်ပါလိမ့်မယ်ဆိုတော့သူကတင်ငင်နဲ့အမတ်တစ်ခုဖြစ်နေတာပေါ့ဒါဆိုရင်ဒီအချက်တွေအားလုံးကဘာကိုဆိုလိုတာလဲဇင်းုံကမြချီအမတ်မှာပဲအမြန်တမ်းရှိနေမှာလားအဲ့လိုတော့မဟုတ်တော့ဘူးနော် ဟုတ်ပါတယ်မဟုတ်ပါဘူးဈေးကွက်ပြင်မှတ်ကအကြောင်းအရာတွေကဝင်ရောက်ဆွတ်ဖတ်နေတာပေါ့အဲ့ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလာစေတာပဲဒီလိုပြောင်းလဲမှုတွေကိုဘာကဖြစ်စေတာလဲအဲ့တော့ကိုဆုံးဖြတ်ပြီးဒီအကြောင်းတရားများလို့ခေါ်ရရှင်ဝယ်လူအောင်ရဆိုရင်စားသုံးသူရဲ့ဝင်ငွေနှစ်တက်မှုဒါမှမဟုတ်ဝယ်သူအရေးအတွက်ပြောင်းလဲတာတွေဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ထောက်ပံ့မှုတက်ဆိုရင်တော့ထုတ်လုပ်မှုကုန်ကျစရိတ်ဤပညာဒါမှမဟုတ်ရောင်းသူအရေးအတွက်ပြောင်းလဲတာတွေဖြစ်နိုင်လာပေါ့ တကူပိုရှင်းတော့အောင်စားတဲ့ကကောက်ဥမာကိုတုံပြီးပြောကြည့်အောင်စားတုံးသူတွေဝင်ွေတိုးလာရင်ဘာဖြစ်မလဲကောင်းနေဥမာပါပဲဝင်ွေတိုးလာတော့ကဝဲလိုအားတိုးလာတာပဲလေဒါဆိုရင်ဝဲလိုအားမင်းကွေးတစ်ခုလုံးညဘက်ကိုရွတ်သွားပါမယ်ညဘက်ကိုရွတ်တော့မယ်ဟုတ်တယ်မူလစိန်နှုန်းဒေါ်လာ8000ပါပဲကားစီးရဲ့8တန်းပဲထုတ်လုပ်ထားပြီမယ်လူတွေကဝင်ွေပိုကောင်းလာတော့စမွေတန်းကြီးဝဲခြင်းလာကြတယ်ဒါဆိုရင်ပြက်လက်မှုဖြစ်လာတာပေါ့တိတိကျကျပါပဲ ြက်လက်မှုဖြစ်လာပါတယ်ဒီတော့ပြက်လက်မှုចောင်းဆွေးနှွေးမြေတုံးကလို့ပဲစိတ်နှုံးကအပေါ်ကိုတွန့်တေခံရမှာပေါ့တန်းတောင်ဖက်ပြီးကားအစီးဒီကိုတန်းရောင်းချရတဲ့အထီးပေါ့ဩဒါကြောင့်ဝေလိုအားတိုးလာခြင်းရဲ့ရာလက်ကတော့မြချီစည်းနှုံးရောမြချီအွေအတွက်ပါမြက်တက်လာခြင်းပါပဲနော်ဟုတ်ပါတယ်နကူလုံးတက်လာတာပါကောင်းပြီတခြားပြောင်းလဲမှုတွေကိုလည်းအချင်းချင်းပြန်ကြည့်အောင် ဝေလိုအားကြစီတွင်ရော ဝယ်လိုအားကျစင်းခြင်း decrease in demand ဆိုရင်တော့ဈေးနှုန်းရောအရွယ်အတွက်ပါကျဆင်းသွားမှာပေါ့ထောက်ပံ့မှုတိုးလာရင်ကောခင်ဗျာထောက်ပံ့မှုတိုးလာခြင်း increase in supply ဆိုရင်တော့ဈေးနှုန်းကျပြီးအရွယ်အတွက်ကတိုးလာပါမယ်နီးပညာအတစ်တီကြောင့်ပစ္စည်းတွေဈေးပေါ်လာတာမျိုးပေါ့ဟုတ်ပြီနောက်ဆုံးတစ်ခု ထောက်ပံ့မှုကျဆင်းသွားရင်ကောထောက်ပံ့မှုကျဆင်းခြင်း decrease in supply ကတော့ဈေးတက်ပြီးအရွယ်အတွက်ကကျဆင်းသွားမှာပါရှင် တဘာဝဘေးအန္တရာယ်ကြောင့်တည်နှံတွေပျက်စီးသွားတာမျိုးပေါ့ဟုတ်ကဲ့ရှင်းပါပြီဒီနေ့တော့ဈေးဝယ်ဆိုတာဝယ်သူနဲ့ရောင်းသူတွေကြားကမြကြီးဈေးနှုန်းတစ်ခုကိုအမြဲတမ်းရှာဖွေနေတဲ့အဆက်မပြတ်လှုပ်ရှားမှုတစ်ခုဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဟုတ်ပါတယ်ဒါအာကောင်ဘီသူ့အလိုလိုထင်းကြီးပေးနိုင်တဲ့စနစ်တစ်ခုပါပဲဟုတ်တယ်နော်ဒါကဘာကြောင့်ပစိတချို့ဈေးတက်ပြီးတချို့ကဈေးကျရတယ်လဲဆိုတာကိုရှင်းပြနိုင်တယ်လို့ဟုတ်ကဲ့ လူတွေတံပိုးထားတဲ့အရာပေါ်မူတည်ပြီးစီပါရေးတစ်ခုမှာတန်စာတာတွေကိုဘလို့ခွဲဝေသွန်းဆွဲနေတယ်လဲဆိုတာကိုပါရှင်းပြနိုင်တာပေါ့ကောင်းပါပြီနောက်ဆုံးအနေနဲ့စဉ်းစားကြအတွေ့တကူခြံထားခဲ့ကြင်ပါတယ်ခင်ဗျာကျွန်တော်တို့ဆွေးနွေးခဲ့တာတွေပေါ့အခြေခံထားတာပါခုနကပြောသွားတာကဝယ်လိုအားဒါမှမဟုတ်ထောက်ပံ့မှုတခုခုပဲပြောင်းလဲတဲ့အခါဘာဖြစ်မလဲဆိုတာလေဟုတ်ကဲ့ဒါမဲ့နှစ်ခုလုံးတစ်ချိန်ထဲမှာပြောင်းလဲသွားရင်ကောဘာဖြစ်မလဲဥပမာဗျာအားလိုက်ရတဲ့မှာအယုတ်တည်းရဲ့ဝယ်လိုအားတိုးလာတယ် တစ်ချိန်ထဲမှာပဲနီးပညာတက်ကြောင်းထုံးလုံးမှုစိတ်တတပြီးထောက်ပံ့မှုလည်းတိုးလာတယ်ဆိုပါစို့อืมစိတ်ဝင်စားစရာပဲဝဲလိုအားလည်းတက်ထောက်ပံ့မှုလည်းတက်ဟုတ်တယ်အဲ့ဒီလိုအခြေအနေမှာနောက်ဆုံးဖြစ်ပေါ်လာမယ့်ဈေးနှုန်းကဘလို့ဖြစ်မယ်လို့ထင်ပါတယ်လေအတက်အကြဒါမှမဟုတ်မပြောင်းလဲဘူးလားအဲ့ဒါလေးကိုတော့နားထောင်သူတွေအတွက်စဉ်းစားစရာဖြစ်ထားခဲ့ကြပါတယ်ခင်ဗျာ